တော်လိုင်းတပ်ဖွဲ့တွေလှုပ်ရှားမှုအားကောင်းတဲ့မွန်ပြည်နယ်ရေးဒေသမှာစစ်ကောင်စီဘက်ကလေကြောင်းကနေတဆင့်တပ်ရင်အားတွေဇဒိုက်ဖြစ်တင်းလာတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဧပြီလကစလို့ရေးမျိုးနယ်ထဲကိုတလားလင်၃ချိန်လောက်ရေးတန်းကြောင်းကနေတဆင့်အခြေဆိုင်တပ်ရင်တွေထံတပ်ရင်အားတွေဇဒိုက်ဖြစ်တင်နေတာပါ။ ်စစ်ကောင်စီကတပ်သားရင်အားဖြည့်တင်တာလက်နက်ခဲယမ်းရိက္ခါတွေကိုပို့ဆောင်ရမှာဇီးပြူတောင်ကျေးရွာရှိပန္နာစိတ်ကန်းကိုအများဆုံးအုံပြုနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်ရောက်ရှိလာတဲ့တပ်အင်အားတွေကိုတော့ရေးအခြေဆိုင်အမှတ်ဆက်ကိုစစ်စင်ရေးကိုကဲမှုဌာနချုပ်ထံပို့ဆောင်ပြီးမှအခြေဆိုင်တပ်ရင်းတွေထံကနေပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီတပ်ရဲ့တပ်အင်အားဖြည့်တင်းမှုမှာစစ်မှုထမ်းတင်းနှန်းစင်းတပ်သားတွေအများဆုံးပါဝင်နေတယ်လို့ဆိုပါတယ်။မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူနိုင်နဂါကတော့စစ်ကောင်စီရဲ့တပ်အင်အားဖြည့်တင်းမှုဟာမိုးတွင်းကာလရောက်လာတော့မှဖြစ်လို့ရေလမ်းကနေတွာလာဖို့အခက်အခဲရှိနေတာကြောင့်ယခုလိုကြိုတင်ဖြည့်တင်းလာတာလို့ပြောဆိုလာပါတယ်။ ရေးတံမြူစီရဲ့လမ်းမိုင်းပေါ်မှာတော်လိုင်းပူပေါင်းတပ်တွေကနေရာတချို့ကိုစိုးမိုးထားတာကြောင့်စစ်ကောင်စီတပ်သားတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဟာကုန်းလန်းချောင်းကိုအသုံးမပြုကြပဲရေလန်းကိုသာအဓိကအားထားပြီးသွာလာနေကြတာဖြစ်ပါတယ်တော်လိုင်းပူပေါင်းတပ်တွေနေမြေစိုးမိုးမှုအားကောင်းလာတဲ့ရဲမျိုးနယ်အတွင်းမှာစစ်ကောင်စီကတပ်အင်အားဖြည့်တင်တာတရင်တွေနဲ့အထိုင်းစခန်းတွေမှာခံစစ်ပြင်ဆင်တာတွေပုံမှုလှုပ်ဆောင်ထားတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။